ဘလောက်ရှိချင်ချစ်သူကိုထုံမပြပဲလှုပ်ဝက်သိနေအရာငါမျိုးချစ်သူဘဝမှာတနည်းထက်တနည်းတန်ရောစင်တွေတိုးပြီးနှစ်ကိုယ်တစ်စိတ်ဖြစ်လာကြတာထုံဆံမှာဒီလိုတန်ရောစင်တွေခိုင်မြဲလာတာနဲ့မြားတယောက်ကိုတယောက်ဝင်လင်းလာကြတယ်လှုပ်ဝက်ချက်တွေမချီတော့လောက်အောင်ကိုရင်းနှီးလာကြတယ်ဒါပေမဲ့မိန်းကလေးတို့ရီ တချို့ကိစ္စတွေက ပွင့်လင်းတိုင်းနဲ့မကောင်းတာကြောင့်လိုအပ်တဲ့အရာလေးတွေကို ပြောပြမယ်နော်။နံပါတ်1ခန္ဓာကိုယ်ရဲ့ပုံမှန်ဖြစ်စဉ်တွေလေခြင်းတတာတို့လေးလဲတာတို့ လူတိုင်းဖြစ်ဖို့ကြာမှာပါ။ဒါဟာကျမ်းမာရေးရှုထောင့်ကကြည်မာကောင်းတာပါ။ချစ်သူချင်းမာဒါတွေကိုအခြေကြီးမလုပ်သင်ပါဘူးနော်။ရာသီလာတဲ့ကိစ္စကအစား ဟိုးအိမ်သာတတဲ့အစုံခနာကိုရဲ့ပုံမှန်ဖြစ်စဉ်တွေကို ထုံမပြပါနဲ့လူတိုင်းကယွန်တက်ပါလေဒါဟာသင်ကိုချစ်တာမချစ်တာနဲ့မဆိုင်ပါဘူးသင်ဘက်ကပေးသင်တဲ့လေစာမှုပါနံပါတ်2တဲ့တငယ်ချင်းရင်ဝင်လာတဲ့အကြောင်းအရာတွေတဲ့တငယ်ချင်းကသင်ကိုယုံကြည်လို့ပြောပြထားတဲ့အတွင်ရေးကိစ္စတွေကိုသင်ချစ်သူစီမှာလုံးဝပြန်မပြောပါနဲ့ချစ်သူကချစ်သူတငယ်ချင်းကတငယ်ချင်းတသက်ပါ သင်ပြောတဲ့အတင်းဖြင်းတွေကိုသင်ချစ်သူက လုံးဝစိတ်မဝင်စားပါဘူး။ဒါကြောင့်သူ့ကိုသွားပြောနေလေဘာမှအကျိုးမရှိပါဘူး။ဒါကြောင့်သင်တငယ်ချင်းပေါ်ကိုသစ္စာရှိပါ။နံပါတ်3 password ဒါအရင်အရေးကြီးပါတယ်။သင်ချစ်သူကိုဘယ်လောက်ချစ်ချစ်ဘယ်လောက်ပင်ယုံကြည်ယုံကြည်သင်ရဲ့ password ကိုလုံးဝမပေးပါနဲ့။ဘဏ်ကောင် Facebook အကောင့်အစရှိတဲ့ဘယ်လို password ကိုမှမပေးပါနဲ့။လူစိတ်ဆိုတာ အချိန်နဲ့အမျှပြောင်းနေတတာကြောင့်တစ်ချိန်ချိန်မှာနှောင်တရစရာတွေနစ်နာစရာတွေမဖြစ်လာရအောင်လို့ပါနံပါတ်၄သူ့အမေကိုမနစ်တဲ့ကြောင့်တတော်များများမိန်းကလေးတွေကရောက်ခမလောင်တွေနဲ့အဆင်မပြေတာလေးတွေ ရှိတတ်ပါတယ်တင်တယောက်တည်းကြုံနေရတာမဟုတ်သလိုဘလိုပဲဖြစ်ဖြစ်ဒါဟာတဘာဝပါပဲအဲ့လိုလို့ရင် အမေနဲ့ချစ်သူကြမှာစိတ်ချုပ်လာမှာဖြစ်ပြီးသူ့ကိုစိတ်ကျဉ်ကျက်စေပါတယ်ဒါကြောင့် တော်ရုံတန်ရုံကိစ္စမှာမဟုတ်ရင် အသေးမွှားတွေကစသူ့အမိမကောင်းချောင်းကို မပြုံမိဖို့လေ့ကျင့်တာပါနံပါတ်5အတိတ်ချောင်းအသေးစိတ်အတိတ်ကိုခြုံပြောရင်တော်ပါပြီအသေးစိတ်ပြောနေစရာမလိုပါဘူးသင်အတိတ်ချောင်းနဲ့ပတ်သက်ပြီးအကြတာကအစပြောမနေသင်ပါဘူးအထူးသဖြင့် ရေးစားဟောင်းကိစ္စပါပွင်လင်းပြီးဘာကုံမလှုပ်ဝက်မထားတာကောင်းပေမဲ့စကားဆိုတာကြုံသွားပြီးရင်ဘလို့မှပြန်ပြင်းလို့မရတော့တာကြောင့်မပြောခင်ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုသေချာစဉ်းစားလိုက်ပါအောင်